ဟိမွန်နာဒေတာမှာစီးနှင်းကြဆင်မှုဟာစံချိန်နေနေပါလုံးနေပြီးဒေတာတွင်းနိုင်ငံတွေအားလုံးမိုးခေါင်ရေရှာမှုပုံမှုကြုံတွေ့ရနိုင်ပါတယ်။အာဖဂန်နစ္စတန်ကနေမြန်မာနိုင်ငံအထိဖြန့်ကျက်ထားတဲ့ဟင်ဒူကော့ချ်ဟိမွန်နာတောင်တန်းရဲ့စီးနှင်းကြဆင်မှုဟာ23နှစ်အတွင်းစံချိန်နေအနည်းပါဆုံးဖြစ်နေပါတယ်။ဒါဟာအာဖဂန်ကနေမြန်မာအထိမိတင်းနေထိုင်တဲ့လူပေါင်း1ဘီလီယံဒီပါအတွက် ရေချိုးဖူလုံရုပ်ကိုချိန်ချောင်းနေတယ်လို့သူတွေတီတီကတတိပေးလိုက်ပါတယ်။ဟိန္ဒူကတ်ဟိမွန်တောင်တောင်တန်းဒေသတွင်းမှာစီးနှင်းကြဆင်းမှုဟာပုံမှန်အောက်23.600ခန်းလုံးနေပါနေတာဟာ၃နှစ်စတိုက်နေပါနေတာဖြစ်ပြီးလူ1ဘီလီယံနီးပါးအတွက်ကြောက်စရာကောင်းတယ်လို့ International Center for Integrated Mountain Development အဖွဲ့သူတွေတီတီကပြောပါတယ်။ဒီအခြေအနေကြောင့်မြောက်ပိုင်းရဲ့ရေစည်စည်မှုနေပါတာ မြေအောက်ရေကိုမိကိုအားထားမှုတိုးလာတာမိုးခေါင်ရေရှောင်မှုအန္တရာယ်မြင့်မားလာတဲ့ကြောင်းသတိတွေပေးထားပါလေအခုနှစ်ဇန်နဝါရီနောက်ပိုင်းမှာစီးနင်းတွေကျဆင်းခဲ့ပေမဲ့ဆောင်းရောက်တဲ့ပြန်မြနှုံထက်တော်မှာနည်းပါတယ်လို့အစိုးရခန်းဆောင်မှပြောပါလေဒေတာတွင်းမှာရှိတဲ့အဓိကမြေဝံစံနှခုမိခိုအားထားနေရတဲ့နိုင်ငံတွေအနေနဲ့ပုံမှုကောင်းမွန်တဲ့ရေရင်းမြစ်စီမံခန့်ခွဲမှုဘိုးခေါင်ရေရှာမှုတို့အကျိုးတင်ပြင်ဆင်မှု ပုံမူကောင်းမွန်တဲ့သတိပေးချက်စနစ်တင်တဲ့ဒေတာတွင်းပူပေါင်းဆောင်ရွက်မှုတွေပုံမူကောင်းမွန်လာဖို့အစီရင်ခံစာကတိုက်တွန်းထားပါတယ်။ဘဲကောင်းမြင့်တဲ့တန်လွင်မြဝန်ဒေတာဟာအရှိတောင်အရှာမှာအရှိလျားဆုံးမြင့်နေစင်ဖြစ်ပြီးတရုတ်နဲ့မြန်မာအတွက်ရေချိုးပေးဝေတဲ့အဓိကမြစ်တွေဖြစ်ပါတယ်။ရေချိုးအရင်းမြစ်စီးနှင်းကြဆင်မှုထောက်ဝက်ခန့်ဆုံးရှုံးခဲ့ရတယ်လို့အစီရင်ခံစာကပေါ်ပြောပါတယ်။ဘာကြောင့်လဲဆိုတော့ကာဗွန်ထုတ်လုပ်မှုတွေဟာဟင်းမွန်နာဒေတာမှာစီးနှင်းကြောက်စင်မှုနဲ့ပါခြင်းရဲ့ အဓိကပြဿနာဖြစ်နေတယ်လို့သူတ္တိတေကသတိပေးပါတယ်။အာရှနေသားဟာယာတိဥရုနဲ့ဆက်နွယ်တဲ့ BN ရဲ့အကြောင်းအထူးခိုင်ဆုံးဒေသတွေဖြစ်တယ်လို့ကုလသမဂ္ဂမူလဝတ္တအဖွဲ့ကဆိုထားပြီးလွန်ခဲ့တဲ့လအတွင်းရေခဲမြစ်တွေအေးပျော်မှုစံချိန်တင်ခဲ့တယ်လို့ဆိုပါတယ်။ဆိုရချင်းပူပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ကိုလည်းအာဖဂန်၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်တရုတ်၊အိန္ဒိယ၊မြန်မာ၊နီပေါ်နဲ့ပါကစ္စတန်တို့ဖွဲ့စည်းထားပါတယ်။ဒေတာတွင်းနိုင်ငံအများအပြားကတော့ဒီအချိန်မှာမိုးခေါင်ရေရှာမှုသတိပေးချက်တွေထုတ်ပြန်ထားပြီး ဒါဟာအရင်ကတည်းကဖြစ်နေတဲ့စိုက်ပျိုးရေးရရှိမှုပုံမှုပူပြင်းလာမှုနဲ့အပူလိုက်အနေရကိုပုံမှုကြုံတွေ့ရလာနိုင်တယ်လို့သိရပါတယ်။